မင်္ဂလာပါကျွန်တော်တို့ new future youtube channel ကနေကြိုးဆိုပါတယ်စစ်ကောင်စီရဲ့ကြာဆုံးကဟာအချိန်ကာလအဖြစ်ဘယ်၍ဘယ်ဘယ်နေ့မှန်းတော့မကြည့်ပေမဲ့ယခုလိုအချိန်ကာလမျိုးမှာလက်နက်ကင်တဲ့လူရောလက်နက်မကင်တဲ့လူရောအင်အားကတဖြည်းဖြည်းနဲ့ပုံမူကြီးထွားလာတဲ့အတွက်စစ်ကောင်စီရဲ့ကြာဆုံးကနှီးတော့နှီးနေပါပြီအချိန်နဲ့ယုံကြည်ချက်ယုံကြည်မှုဆိုတာလေစက္ကစမှာ လုံးဝမရှိတော့ပါဘူးဒီလိုမရှိတဲ့အချိန်ခါမျိုးတွေမှာသူဟာနိုင်ငံတကာကိုသွားပြီးတော့ရုရှားကိုသွားတယ်ရုရှားကိုသွားတယ်ဘီလာရုစ်ကိုသွားတယ်ထိုင်းကိုလာတယ်ဒီအရာတွေကိုကျွန်တော်တို့ပတ်မှာရှိတဲ့လူတွေကလိုက်ပြီးတော့စိုက်ပွားမဖြစ်ကြဘူးလူတွေဗျဘာကြောင့်မလို့လဲစစ်ရေးနဲ့ပတ်သက်ရင်နိုင်ငံရေးနဲ့ပတ်သက်ရင်ဒါတွေကစိုက်ပွားတစ်ခုပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့ခင်ဗျားတို့သိဖို့လိုတယ်ဘာကြောင့်မသိကြလဲ ။ဘာကြောင့်မတိကြတာလဲဆိုတော့ကျွန်တော်တို့မှာစဉ်းစားတွေးခေါ်နိုင်တဲ့အရေးအချင်းတွေမြန်မာနိုင်ငံနိုင်ငံသားတွေမှာအရင်နေပါနေတယ်။ဒါကျွန်တော်တို့အပါဝင်မယ်။တခုခုဖြစ်ပြီးဆိုတာနဲ့စိုးရိမ်ထိတ်လန့်မှုပေါင်းများစွာနဲ့နေနေရတဲ့ဘဝတွေကို62နှစ်တည်းကအာနာရှင်လူစုကအာနာရှင်ဆန်ဆန်နဲ့အကြောက်တရားနဲ့အုတ်ချုပ်ခံထားရတဲ့အတွက်ကျွန်တော်တို့ကဒီလိုမျိုးအကြောက်တရားတွေရဲ့နောက်မှာဟာသူတို့ဘယ်သူနဲ့တွေ့နေပြီဘယ်သူတွေနဲ့ဘာလုပ်နေပြီ စွေးကြမလို့စွေးရင်ကြာမလို့ပြည်သူသားရင်းအဓိကဆိုတဲ့ပြည်သူရဲ့လက်နက်ဟာပြည်သူအထဲမှာပဲရှိတဲ့ပုံစံတိုင်းပဲအာနာရှင်စနစ်ဆိုးကကြာဆုံးဖို့ကရှိတဲ့နေရဲ့အတိတ်ကြမတိတဲ့အချိန်ခါမျိုးမှာစက္ကစလုတ်တဲ့အရာတွေကိုကျွန်တော်လိုက်ပြီးတော့တွေးတော်ကြောက်ရွံ့နေကြရမလို့ပဲနဲ့မိမိလုံနိုင်တဲ့အတိုင်းကလုံနေတဲ့အရာတွေထိထိရောက်ရောက်မှန်မှန်ကန်ကန်လုံနေဖို့ပဲလေဒီလိုပဲမန္တလေးငလျင် ဘေးဆိုပြီးတော့စကားစကားနာမည်ကြောက်လိုက်တယ်အမှန်တကယ်ကစကိုင်းပြိတ်ရည်စကားတဲ့စကိုင်းကလေးစီဒီမန်မန္တလေးငလီရင်ကြောင့်ဖြစ်ပြက်လာတဲ့အရာတွေမှာနေအိမ်ပေါင်း6000ကျော်ဘုံကြီးကျောင်းဘုံကြီးကျောင်းနဲ့တိသားရှင်ကျောင်း3500နဲ့ဇလေးကျောင်းစာတင်ကျောင်းပေါင်း2366ကျောင်းဆေးရုံစေကန်း1683ဌာန1683ဌာနဆိုင်ရာ3698တကားအစင်းပေါင်း155စင်း ဖျားဇေဒီပထူ9620စုပြိုကျပျက်စီးတာကိုငလီပေးတယ်မှာကျွန်တော်တို့ဒီနေ့မနေ့ကမှဇင်းချိုတာမှာတွေ့ရပါတယ်ကျွန်တော်တို့ကုလသမဂ္ဂကလည်းစက္ကဆောက်တောင်းဆိုတဲ့အရာရှိရှိပါတယ်အမေစုကိုလှုပ်ပေးဖို့အမေစုကိုလှုပ်ပေးဖို့တောင်းဆိုထားတယ်ဒီထဲမှာလည်းကျွန်တော်တို့ဝေးရောက်ဆိုရအမျိုးသားညီညွတ်ရေးအစိုးရ IND အစိုးရကနေလည်းအပြစ်အခက်ရက်စဲတဲ့ဟာကိုတပတ်ထပ်ပြီးတော့တိုးထားပါတယ်အဲ့ဒီလိုပဲစက္ကဆောက်က ဒီနေ့ပဲဒီနေ့တချမ်းအချိုနေ့မှာပဲကြောက်တော်မြို့မှာဘုံကျဲတို့ဒဏ်ရာ၃ယောက်ဒဏ်ရာတဲ့ကလေးငယ်တို့နဲ့လူကြီးနှုတ်ဒဏ်ရာရရှိတယ်။ဒါကတော့စက္ကဆလုံးမိတဲ့ရုံမှောင်ကတော့ဒီလိုအချိန်ခါမျိုးမှာတော့ခဏခါကျွန်တော်အဆပြောခဲ့သလိုပေါ့ကိုဘက်ကလုဆရာရှိတဲ့အရာကိုလုံနေဖို့ပဲလိုတယ်။ဘကိုတိုင်းညောင်လေးပင်မြို့ညောင်လေးပင်ခရိုင်မှာရှိတဲ့ကြေးရွာတွေကိုစစ်တပ်ကဒရုန်းလက်နက်တွေနဲ့လက်နက်ကြီးတွေနဲ့တိုက်ခိုက်လို့ဖုံးကြီးချောင်းနဲ့နေအိမ်များစွာပျက်စီးဆုံးရှုံးတယ် မကွေးတိုင်းရေစကြိုမြို့နယ်တာကောင်ကြီးကြီးရွာကိုဘာမှစစ်စင်ရေးမရှိဘဲနဲ့လေရင်နဲ့ဘုံကျက်တိုက်ခိုက်တာတေဆုံးမှုမရှိပေမဲ့စာတင်ချောင်းနဲ့ပရိဘောဂပစ္စည်းအများကြီးပျက်စီးတယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်လဝဲမြင်းမီရွာမှာလက်နက်ကြီးနဲ့ပြစ်ခတ်လို့အသက်82နှစ်အရွယ်ဥပေါ်တန်းတေဆုံးပြီးတော့နေအိမ်၅လုံးပြာကျသွားတယ်။နောက်ထပ်စကိုင်းတိုင်းဒီဘဲရင်ချက်ခတ်ရွာဘုံကြီးချောင်းကိုလေရင်နဲ့ဘုံကျက်တိုက်ခိုက်လို့ ကိုရင်နဲ့ပြည်သူ၆ဦးကျေဆုံးတာဒါကမနေ့ကတက်ခဲ့တဲ့အရာကျွန်တော်တို့တတိယတတိယမှာတက်နေတာအပြစ်မဲ့တဲ့ပြည်သူကိုခဏကထိတ်ဆုံးမှကျွန်တော်ပြောခဲ့တဲ့အကြောက်တရားနဲ့အုတ်ချုံမှရမယ်ဆိုတဲ့အတိုင်းမင်းတို့တွေဒီလိုမျိုးငါ့ကိုတွန်းလှန်နေသည်မြအခြေတွန်းလှန်နေသည်မြကာလပတ်လုံးမင်းတို့ပြည်သူတွေကိုပဲငါရုပ်မာမယ်ရက်ဆက်မယ်ဆိုတာကိုလက်တွေ့ကြကြအခုအချိန်ထိလေရင်နဲ့ဘုံကျဲပြီးတော့အပြစ်မဲ့တဲ့ပြည်သူတွေတည်စီအောင် အကြောက်တရားနဲ့လိုက်ပြီးအုပ်ချုပ်နေလို့မယ်ဒီလိုအကြောက်တရားနဲ့အုပ်ချုပ်နေတဲ့အရာကိုကျွန်တော်တို့မြန်မာနိုင်ငံနိုင်ငံသားတွေမှာအကြောက်တရားစိတ်တွေကိုဒီလိုအချိန်ကမျိုးမှာပြောမယ်ဆိုတော့ဗျာဒူးတော်တိုင်းပေါ့လုတ်တင်လုတ်တိုက်တဲ့အချိန်ကမျိုးမှာမိမိတို့ဘက်ကလုံနိုင်တဲ့အတိုင်းတာကိုထိထိရောက်ရောက်လုံနေဖို့လိုတယ်ဆိုတော့ကျွန်တော်ကပြောနေတယ်နောက်တစ်ခုမကွေးတိုင်းပခုတ်မှုမျိုးနဲ့ဆိုတွင်းကြေးရွာကိုပိတ်ဆို့ပြီးတော့ ဒီဂျွာတီဘာလုံးကိုပပတ်လေကိုပိတ်လေပြီလေပြီးရောစစ်မှုန်တန်းဥပဒေစစ်မှုန်တန်းဥပဒေပြဋ္ဌာန်းထားတဲ့အတိုင်းလူငယ်30ခန့်ကိုစစ်မှုန်ထားဖို့ခေါ်ဆောင်သွားတယ်လို့ကျွန်တော်တို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ရတယ်ဟုတ်ကဲ့ဒီလိုမျိုးကျွန်တော်တို့ပြည်သူတွေအပေါ်ကိုအချိန်ပြည့်ရုံမှာရက်ဆက်နေတဲ့စကားစားတော့ခင်ဗျားတို့သိတဲ့အတိုင်းပဲအပြစ်ကရက်ဆဲပါတယ်ပြောပြီးတော့ကလေးကချင်းနီးနေတယ် နေရာစုံကနေလင်းရင်နဲ့မျိုးမျိုးဘုံကျဲနေတယ်ဒီလိုဘုံကျဲနေတဲ့ခါတိုင်းမှာကရင်ပြည်နယ်မိုးပြဲမြို့မှာရှိတဲ့စစ်တပ်ကစစ်ကြောင်းထိုးလို့တိုက်ပွဲဟာပြင်းထန်နေပြီးတော့ဒီအဲ့ဒီတိုက်ပွဲအတွင်းမှာပဲနေပြည်တော် PDF ရဲ့တပ်ဖွဲ့မှာဒုတက်ခွဲမှုတူကျွန်တော်တို့ဘက်ကကြာဆုံးတာတွေရှိတယ်ဒီလိုပဲဘကိုးတိုင်းညောင်လေးပင်ညောင်ချီတော့ကြီးရွာမှာတဆွဲထားတဲ့စစ်တပ်ကိုတိုက်တိုက်ခိုက်တဲ့အချိန်မှာ ဆိုင်ကစားဘက်က9ခုတည်ပြီးတော့ကျွန်တော်တော်လိုင်းရေးဘက်ကနေပြီးတော့3ခုကြာဆုံးတာရှိတယ်။တနည်းနိုင်တိုင်းရေဗျူအခြေစိုက်ခါလိုက်ရ400ခုမှတသားတူကထပ်ပြီးတော့လင်းဝင်လာ။နှစ်ဖက်တိုက်ပွဲဖြစ်ွားနေတဲ့အချိန်မှာသူတို့ဘက်ကရင်ကြာဆုံးတယ်ဆိုတော့မဟုတ်ဘူး။ကျွန်တော်တို့ဘက်ကကြာဆုံးတဲ့အရာတွေလည်းရှိတယ်။ဒီလိုကြာဆုံးတဲ့အရာတွေရှိနေတယ်လို့ပဲလက်ရှိ၄မိကျော်ကာလအထူးကာလအထူးတောင့်ခံနိုင်ခြင်းမရှိတဲ့စကားတွေအများကြီးရှိတယ်။ တတားတစ်တွေအများကြီးရှိပြူတွေအများကြီးရှိတယ်အဓိကကဗျာဘလို့အနေထားနဲ့မှတောက်ခံလို့မရတော့တဲ့လူတန်းစားတွေကကျောင်းလို့စစ်တပ်ထဲမှာအများကြီးရှိတယ်ဒီလိုစစ်တပ်ထဲကနေအလင်းဝင်လာတဲ့လူတွေဟာနှီးကျင်နှီးတိုင်းကိုကျွန်တော်တို့ပြည်သူဘက်ကိုအလင်းဝင်လာနေတဲ့လူတွေလည်းရှိတယ်အဲ့တော့ဒီလိုမျိုးအလင်းဝင်နေရင်းနဲ့ပဲကျွန်တော်တို့အခုအချိန်ထိ တသားစုဆောင်ရေးအပတ်စဉ်စနစ်ကိုရောက်တဲ့အချိန်ခါမျိုးမှာအေရော်လီတိုင်းဂျုံဂျုံမျိုးမကြီးထူကြီးွာမှရှိတဲ့စစ်မှုထမ်းမလေးရဥပဒေကိုအကြောင်းပြပြီးတော့အုပ်ကြီးတွေကုပ်ကြီးတွေကဒီချိန်မှာလှုပ်ရှားလို့ကောင်းကောင်းအချိန်ဖြစ်တယ်ဒီလိုလှုပ်ရှားလို့ကောင်းကောင်းအချိန်မှာအဲ့ဒီအေရော်လီတိုင်းဂျုံဂျုံမကြီးထူကြီးွာမှရှိတဲ့အုပ်ကြီးစကြံတနက်ပြစ်ခံရပြီးတော့ဒီဆုံးနဲ့နောက်တော့အေရော်လီတိုင်းမှာပဲအေရော်လီတိုင်းနှင်းသရမျိုးနယ်မှာရှိတဲ့အုပ်ကြီးတမလေးရတော့တည်တယ် ူကအိမ်တန်ရရောက်အိမ်တဲ့အထိကိုဝင်ပြီးတော့စစ်မှုထမ်းဖို့တက်ဆွဲတာကိုအဲ့သူကဓာတ်နဲ့ခုတ်လိုက်လို့နေရမှာလေပွဲကြီးကြီးဆုံးသွားတယ်လို့ကျွန်တော်ကျွန်တော်တို့ကြားသိရတယ်မနေ့က AP က12ရက်နေ့အထိရရှိတဲ့တတိယနေ့အရာစကစဘကနေစရှိဦးတည်တယ်လို့တတိယထုတ်ပြန်ထားပါတယ်ဒီလိုမျိုးပဲကျွန်တော်တို့ကအခုအချိန်ထိ အရေးကြီးပြီးညီနောင်ပေါင်းတို့တချင်းကိုအချိန်ပြည့်စုံနေတယ်လို့ပဲကဘာမကြီးဘူးတချင်းကိုလည်းအချိန်ပြည့်စုံနေတယ်လို့ပဲလောင်းလုံးမြို့နယ်မှာရှိတဲ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေ DDMSC ဆိုတဲ့တပိတ်လှုပ်ရှားမှုတွေကနေ့နေ့စဉ်နဲ့နေ့တိုင်းနေရာစုံမှာဘလို့ပဲဖြစ်ဖြစ်ဒီအာနာရှင်စနစ်မကြမရှုံးမရှင်းမတို့အချိန်ပြည့်တော်လန်နေရမယ်ဆိုတဲ့စိတ်နဲ့တပိတ်ပေါ်ဆောင်တဲ့လူကတပိတ်လှုပ်တဲ့လူကတပိတ်လှုပ်တယ် လက်ကမ်းစာဆောင်ဝေပြီးတော့အာနာရှင်စနစ်ကြာရှုံးအောင်အာနာရှင်စနစ်မတည်မြဲအောင်ပြတ်သုံးအောင်ဆိုပြီးလုပ်နေတဲ့လူတွေကလည်းအမျိုးစုံလုပ်နေတယ်အဲ့တော့နောက်တစ်ခုထီးသေးတယ်ဗျငလီဘေးနဲ့ပတ်သက်တဲ့အရာငလီဘေးနဲ့ပတ်သက်ပြီးတော့လာလှူဒန်းတဲ့လူတွေကိုဟုတ်ကလေးကကျွန်တော်တွေ့လိုက်တယ်လူလားဟုတ်ပြီဗျာငလီဘေးဖြစ်တဲ့အချိန်မှာငါတို့တဏှာပဲဖြစ်သလားငါတို့တဏှာပဲဒုက္ခရောက်သလားဆိုပြီးတော့တချို့ဖြစ်နေတာရှိတယ်တချို့လှူတဲ့လူတွေကတိုက်ခိုက်တာလည်းရှိတယ်အခုအချိန်မှာကျွန်တော်ပြောသလိုပေါ့ ကိုပေါင်ဖို့ကိုမိဘွားကြတဲ့လူတန်းစားတွေတကယ်ဒုက္ခရောက်နေတဲ့အချိန်ဒီလိုအချိန်ခါမျိုးမှာလူတဲ့အရာမှာကျွန်တော်မြန်မာတိုင်းနိုင်ငံလုံးမှာငလီဘေးဖြစ်တဲ့အချိန်မှာအင်တာနက်လိုင်းတွေဖြတ်တောက်ခံရတယ်ဖုန်းလိုင်းတွေဖြတ်တောက်ခံရတယ်တချို့နေရာတွေမှာမတိတဲ့လူတွေများတယ်တချို့တိတဲ့နေရာတွေကဘလူနေရာမျိုးတွေကလူတွေကတိတယ်လို့နိုင်ငံသားမှာရောက်ရှိနေတဲ့လူတွေကတိတယ်။ဘာကြောင့်လဲဆိုတော့တောထဲမှာရှိတဲ့ကျွန်တော်တို့ရဲ့လက်နဲ့ဆွဲကင်ထားတဲ့ PDF တွေရဲ့ နေရာမှာဘာတွေရှိတယ် starting ဆိုတဲ့စက်တော်ရေးနီးပညာတွေရှိတယ်အင်းဒီဘက်မှာရှိတယ်ဘုန်းကိုနေမျိုးစဉ်ရွာစဉ်ရွာရောက်လိုက်ပြီးတော့တက်ပေးထားတဲ့အတွက်အဲ့ဒီတက်ပေးထားတဲ့ starting တွေရှိတယ်အဲ့ဒီနေရာကြီးကျွန်တော်တို့ကတည်နေရတယ်ဘယ်လိုနေရလို့ရဲဆိုတဲ့နေရာမှာသူတို့နေရာမှာကတည်နေပြန်ကြားရေးဆိုတဲ့အရာတိုင်းပဲစက်တွယ်မှုတစ်ခုဟာကျွန်တော်တို့တော်လိုင်းကြီးကလာအတွင်းမှာတနေရာနဲ့တနေရာမှာအရင်အရေးကြီးတဲ့အတွက်ဒီလိုနေရာမျိုးတွေမှာမတိတဲ့လူတွေကလွတ်ကြတယ်လို့ကျွန်တော်တို့ကထင်တယ် လူတဲ့လူကိုအပြစ်ပြောချင်တာဆိုမဟုတ်ဘူးမလူတဲ့မလူတဲ့လူကလာလူတဲ့လူပေါ့သူတို့အပြစ်ပြောတာဆိုကျွန်တော်ဒီအချိန်မှာပြောလို့မရဘူးအဒီအချိန်မှာကျွန်တော်ကအန်ကျိတ်ပြီးတော့ခံရမယ်အန်ကျိတ်ခံပြီးတော့စက္ကဆိုင်ရဲ့လူတမယကိုကျွန်တော်တို့ကမချစ်တော့လေအောက်ကနန်းဆိုတဲ့ပုံစံတိုင်းမိမိတို့ကူညီခြင်းနဲ့လှူခြင်းနဲ့လှုပ်ခြင်းနဲ့ဆိုတဲ့အရာတွေအလုံးကိုစိတ်ကလေးကိုလျှော့ပြီးတော့သူတို့ရဲ့ရှေ့ကနေဖြတ်ပြီးတော့ကူညီနေရတဲ့အတွက် ဒီလိုအချိန်ခါဒီလိုနေရာမျိုးမှာလည်းမြန်မာပြည်တွင်းမှာရှိတဲ့မြန်မာနိုင်ငံသားအားလုံးကိုမေတ္တာရက်ခံချင်တာကမိမိခက်ခဲမှုဒီအရာတိုင်းကိုနေရာတိုင်းမှာလိုက်ပြီးတော့အတ္တဆန်ဆန်နဲ့မလုပ်ကြပါနဲ့မနေ့ကဆိုမနေ့ကဆိုကျွန်တော်ဗီဒီယိုဖိုင်တစ်ပိုင်းတွေ့တယ်အိမ်ရှင်းမှာချထားတဲ့စားတော့ဖွေရည်အားလုံးကိုအများကြီးချထားတာမှာမိမိရဲ့တကူရည်အစာတော့ပဲယူသွားတယ်ကြံတဲ့လူတိတုခရောက်နေတဲ့လူစားဖို့ဆိုပြီးပြောသွားတယ် ဒီလိုမျိုးစိတ်သက်အတိလေးကြီးထားပြီးတော့နေမှသာလျင်ကျွန်တော်တို့အာနာရှင်စနစ်ကိုတတ်နိုင်တဲ့ဘက်ကကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ကူညီရာရောက်မယ်လှူတဲ့လူကလှူနေတဲ့အချိန်ခါမျိုးမှာအကူအညီခံရတဲ့လူတွေကလည်းစိတ်သက်ကောင်းကောင်းမွန်မွန်လေးလေးနဲ့နေဖို့လိုတယ်ဆိုတော့ကျွန်တော်ကပြောနေတယ်စကားစားဖက်ကမနေ့ကတည်းကကျွန်တော်ကြီးကြတယ်သူတို့ပြည့်ရပြဘုကလာစီဘုရားထုံးတဲ့အတိုင်းပါလို့လေတော့ ရတန်းကက10ကလောက်ပဲရှိတယ်။စိုင်းက10လောက်ပဲရှိတယ်။အဲ့ဒါကိုကင်မရာရိုက်တဲ့လူကသူကလှူတယ်။လှူတဲ့လူကယူပြီးအလူခါတဲ့လူကယူပြီးသွားတဲ့အချိန်ခါမျိုးမှာသူကဗာပြန်လို့ဆိုတော့အဲ့နောက်ကအပုံပြန်ချတယ်လို့အဲ့ဒါကိုဟာတာတဲ့ဘုတ်နေနဲ့ဘူးလက်လှစီလှူတာတဲ့။အလူခံအလူခံလှူတဲ့လူရဲ့အလူခံတဲ့လူရဲ့အလူခံပစ္စည်းရဲ့ကဒစ်လဲနေလူရဲ့ပတ်ချလဲရိုက်ပြီးတော့လှူနေတဲ့နေထိုင်မျိုးရှိတယ်။အခုဒီနေ့တက်ကုန်းမြို့မှာရှိတဲ့နေပြီးတော့တက်ကုန်းမြို့မှာရှိတဲ့ နေရာတစ်ခုကိုသွားပြီးလှူတာမိုက်ရယ်နော်စိုက်ကစိုက်ရယ်တောက်ခံလူကြီးပြောတဲ့စကားငါတို့အချိန်မရှိဘူးမအားဘူးဒီအတွက်မင်းတို့အဆင်ပြေသလိုမင်းတို့တဦးတယောက်ချင်းလိုအပ်တဲ့အရာပဲရှိဒါဗျစေအာနာရှင်စနစ်အုပ်ချိုးနေအုပ်ဆိုးနေတဲ့အချိန်ခါမျိုးမှာပြည်သူကိုဆက်ဆံတဲ့သဘောတရားခမားတို့ပြည်သူတွေဟာလဲရင်ဘတ်တွေနာဖို့လိုပြီးအတ္တိတရားကိုရှိဖို့လိုပြီးဒီလိုအတ္တိတရားရှိမှသာလေငါတို့ကိုဒါတွေဟာ ငါတို့ချွေးနှဲစာနဲ့ငါတို့ကိုပြန်ပြီးတော့ကစားဆင်ပြီးတော့ဟန်ဆောင်နေတဲ့စစ်အစိုးရဘာသာတိမဲ့ဆိုရင်တော်လန်တချံပြီးတဲ့အချိန်မှာအိမ်တိုင်းမှာဓာသွေးပြီးတော့အာနာရှင်စနစ်ကိုအမြင့်ပြအောင်တွန်းလှန်ကြဖို့စီစီလုံးလုံးညီညွတ်ညွတ်လုပ်ပေးကြပါလို့မိတ္တရခိုင်နဲ့ကျွန်တော်ဒီနေ့တောက်ပဲပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးကောင်းကောင်းလေးပါဗျာ